ဘဂဝတ္တအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာနမောတတဘဂဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာနမောတတဘဂဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဘဂဝတ္တောဘဂဝတ္တောရှိတုတော်မူတ္တောအရဟတောအရဟံရှိတုတော်မူတ္တောသမ္မာသမ္ဗုဒ္ဓတ္တာ သဗ္ဗနာဘုရားဟောရှိဖြစ်တော်မူတာတော်သာသာတို့ပြည့်စွာဖြင့်အာနမောတောဤသူဂျိုးလက်စမှု၏ကျွန်တော်ရှိကိုပါ၏ရှင်ဗျာအဲဒီနေ့စာမျက်နှာဘလောက်လဲစာမျက်နှာ910เนาะ ကရဏဘတ်414အာဂိစေယုံယတိတ္တမဩဋ္ဌိတံ देव ထောကိကံဩဋ္ဌိဋ္ဌံယံသူဩဋ္ဌိဋ္ဌံတောတ္တပမဝတိတကံကဲပူဇော်လိုက်ကြဆိုအာဂိစေယုံယတိတ္တမ ပါတိမောက်ခေပါတိမောက်ကိုဩဋ္ဌိတံတေရွပြအတ်စင်တမဝါညီမြတ်သောအာဝါတိကယံတို့သည်၎င်းထောကိကဝါနေသောအာဝါတိကယံတို့သည်၎င်းယတိအာဂိစေယုံအကဲ၍လာကုန်အံဧဝံတတိဤတို့လာကုန်လတ်သောယံအချင်းပါတိမောက်ကိုဩဋ္ဌိတံရွပြအပ်ပြီးတံထိုပါတိမောက်ကို သူဥဒိဋ္ဌံကောင်းစွာရွတ်ပြအပ်ပြီးအဝတိတကံကျွင်းသောပါတိမောက်ကိုတောတတ်ပံဆက်၍နာတိုက်၏အဲ့တော့မနေ့ကဥပုပ်၉မျိုးပြောခဲ့ပြီးသုတ်တုတ်ဒေတာလို့ခေါ်တဲ့ပါတိမောက်ကိုရွတ်ပြတဲ့ဥပုပ်ပြုနေတဲ့အချိန်မှာ တန်ဃာတော်များရောက်လာခဲ့ရင်ဘလို့ဆက်လုပ်ကြမလဲဆိုတဲ့ဖြတ်ထုံးကိုပြတဲ့ဂါထာဖြစ်ပါတယ်နော်အာဂိစယုံပယာလဥဒိတန်တိတဲ့အန္တပစ္စည်းဖြင့်ရွပြစဉ်ရွပြဒုံလို့ပိစုံပံအနက်ကို ဆိုတဲ့အတွက်ကြောင့်ကျောင်းတိုက်တရက်ဝဲတန်ခါ၄ပါး၅ပါးစသည် တို့ပါတိမောက်ရွပြ၍တုတ်တုတ်ဒေသတန်ခါဥပုပ်ပြုနေကြစဉ် တိမ်ထဲမှာတန်ဃာတော်တွေယောဘနာဘိခုစသည်ဖြင့်ပါတိမောက်တွေရွပြပြီးတော့ဥပုပ်ပြုနေကြပြီမပြီးသေးဘူးเนาะဩဋ္ဌိတန်တေဆိုတော့မပြီးသေးဘူးအဲ့ဒီချိန်မှာထိုတန်ဃာများနဲ့အရေးအတွက်တူဖြစ်တော့သူမဟုတ်နဲတော့ရဟန်းတော်များရောက်လာလျင်မတန်ဃာက၅ပါးလောက်ဥပုပ်ပြုနေတယ်အဲ့ဒီမှာနောက်ထပ်မနှမထရအောင်မလဲ၅ပါးထရောက်လာမယ်အရေးအတွက်အတူတူပဲ ြုတဲ့တန်ကလည်း၅ပါးရောက်လာတဲ့တန်ကလည်း၅ပါးတူးနေတယ်သို့မဟုတ်ပြုတဲ့တန်က၅ပါးရောက်လာတာက၃ပါးနည်းနေတယ်အဲ့တော့အတူအရေးအတွက်အတူဖြစ်စေသို့မဟုတ်နည်းသည်ဖြစ်စေရွတ်အပ်ပြီးသမျှပါတိမောက်သည်ကောင်းစွာရွတ်အပ်ပြီးဖြစ်ဖြစ်ဤကောင်းစွာရွတ်အပ်ဖြစ်ဖြစ်ဤဆိုတာဘာပြောတာလဲတန်ကအစ်စ်တွေထက်ရောက်လာလို့ရုပ်ရစရာလိုသေးလားမလိုတော့ဘူးတဲ့ဥပမာပေါ့နော်ပါတိမောက်ရွတ်နေတာ နေတကိပြီးသွားပြီပေါ့နော်နေတကိပါစိအခန်းပြီးသွားလို့တုတ်တပါစိအခန်းကိုရွတ်နေပြီအဲ့ဒီအချိန်မှာနောက်ထပ်ယဟန်၅ပါးသို့မဟုတ်၃ပါးလောက်ကထက်ရောက်လာတယ်အဲ့လိုဆိုရင်အစနေရွတ်စရာလိုသေးလားရွတ်လဲစနေရာကနေပဲဆက်ပြီးတော့ရွတ်အသက်ရောက်တဲ့တန်ခါတွေကလည်းရောက်တဲ့နေရာကစနာဟုတ်တယ်နော်ဟာငါတို့အစကမနာလိုက်ရလို့အစကပြန်ရွတ်ပါလို့ခိုင်းစရာလိုလားမလိုဘူးအဲ့ဒါကို UFB တမယပါတီမောက်ဒီကောင်းစွာ UFB ပြင်ဖြစ်ဤဆိုတော့ နောက်တဲ့အသိရစရာမလိုဘူးလို့ပြောတာနောက်မှရောက်လာသောယဟန်တော်ယဟန်တော်များသည်ကျွင်းသောပါတိမောက်ကို나ယူသောအပြင်ဥပုပ်ပြုကိစ္စပြီးစေနိုင်သည်အဲ့တော့ယဟန်အသိတွေကလည်းပဲငါတို့အစကမနာရလို့ပါဆိုပြီးတော့ဥပုပ်ပြုရမရောက်ဘူးမထင်နဲ့เนาะရောက်လဲစနေရာက나ရင်လဲဒါဥပုပ်ပြုခြင်းကိစ္စပြီးတယ်အဲ့တော့တမတမနဲ့ထောကိကာအရေးအတွက်တူရင်လဲရောက်စဲက나ဟုတ်ပြီเนาะ အရေးအတွက်နဲခိုင်းလဲရောက်ဆဲကနာဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ကျောင်းတိုက်ရှိယဟန်တော်နဲ့အာဂန္တုကယဟန်တော်တွေအရေးအတွက်တွေ့ရင်ရောက်ဆဲကနာအာဂန္တုကယဟန်တော်တွေဒီအရေးအတွက်နဲခိုင်းလဲရောက်ဆဲကနာနော်ဒါကိုပြောတာနော်အဓိကထားကများခိုင်းဆိုတာကြတော့နော်နောက်မှတခါတာမလောက်ကြိုက် အဲ့တော့မတ်ချက်ကိုသွားရအောင်နော်ဥပောဒရအခန္ဓာကအနာပတ္တိပဏ္ဏရတကပါဠိတော်ဝယ်တကြောင်းတိုက်တဲဖြစ်တော်လဲကြောင်းတိုက်ကြီးကကျဲလွန်းလာ၍ဖြစ်စေအခြားအယတ်တို့ခိတ္တသွားပြီးနောက်ထိုယဟန်တို့ကြောင်းတိုက်အတွင်း၌ပြန်ရောက်ဒီမှာမကြာလှသေး၍ဖြစ်စေဥပုပ်ပြုချိန်မှကြောင်းတိုက်တွင်သို့ဝင်လာကြသည်ဖြစ်၍အခြားယဟန်များရှိမှမသိပဲမဟာသိင်ကြောင်းတိုက်ကြီး၌ဝဲကားဖြစ်လျက်ဥပုပ်ပြုနေတော်လဲ မိမိတို့ကတမက်ကထင်သောကြောင့်ကံမပြတ်ပုံကိုပြတ်ထားတော်မူသည့်တတိပြုပါဥပ္ပယူနေတဲ့အချိန်မှာတန်ခါဝင်လိုက်ကံမပြတ်ဘူးနော်တခြားကံတွေဆိုလို့ရှိရင်ကံဆောင်နေတဲ့အချိန်ကံမဝါစာဖတ်နေတဲ့အချိန်တိမ်တဲကိုယဟန်ဝင်ကံပြတ်တယ်နော်မယဟန်ခံနေတဲ့အချိန်ယဟန်ခံကံမဝါစာဖတ်နေတဲ့အချိန်တူနာတုမေဗန္ဒီတန်ခေါရွတ်နေတဲ့အချိန်အခြားယဟန်တပါးပါတိမ်တဲကိုဝင်လာပြီဆိုတာနဲ့ကံပြတ်ပြီဗျာ အခုဥပုံကံကြတော့မပြတ်ဘူးနော်အေးဒါကိုသတိပြုခိုင်းတာဆရာကြီးကအရှားယဟန်ဝင်လာတော်လဲပဲမပြတ်တာကိုသတိပြုလို့ပြောတာအဲ့တော့ရှေးခေတုန်းကတိန်တွေကတိတိကိုကိုတွေမဟုတ်ဘူးမဟာတိန်ကြီးတွေမဟာတိန်ဆိုတာတချောင်းတိုင်းလုံးကိုသမုတ်ထားတာနော်မအေကတရားရှင်အေကတရားလုံးကိုတိန်သမုတ်ပလိုက်တာအဲ့တော့ဒီချောင်းတိုင်းကြီးတစ်ခုလုံးတွေတိန်ဖြစ်နေရောအဲ့တော့တန်ဃာတော်တွေကဥပုပ်ပြုပြီဥပုပ်ចောင်းဆောင်ဥပုပ်တရာဃာရဆိုရှိတယ်နော် ရှစ်ခေတုန်းကတော့မဟာသင်ဖြစ်တဲ့အတွက်ကြောင့်တကြောင်းတိုင်လုံးကိုတိမ်သမုတ်ထားတာဆိုတော့ဘယ်နေရာမှာကန်ဆောင်ကန်ဆောင်မရဘူးလားရတယ်နော်တကြောင်းတိုင်လုံးကတိမ်ဆိုတော့ဘယ်နေရာကန်ဆောင်ကန်ဆောင်ရတယ်အဲ့တော့ဥမုံပြူတဲ့အခါမှာကြတော့တန်ခါအကုန်စုရမှာဆိုတော့နေရာတစ်ခုတတ်တတ်မမဲ့ရှိဖို့လိုတာပေါ့နော်ဘယ်နေရာမှာကန်ဆောင်ကန်ဆောင်ရပြီမဲ့လည်းပဲဥမုံပြူတဲ့နေရာဆိုတတ်တတ်မမဲ့ရှိမှဖြစ်မယ်တန်ခါအလုံးစုရတာကို ဒါကြောင့်သူကဥပောတ္ထာဂါရပါဠိလိုပြောရရင်နော်ဥပောတ္ထာဂါရမြန်မာလိုပြောရင်ဥပုပ်ပြုတဲ့အကြောင်းဆောင်တမုတ်ပလိုက်ရတယ်ဥပုပ်ပြုအကြောင်းဆောင်ဆိုတာတိမ်မဟုတ်နော်ပိန်ထဲမှာမအဆောင်တစ်ခုကိုတမုတ်လိုက်တာနော်ဒီတိမ်ထဲမှာကြောင်းနေရအများကြီးပဲဥမာတပြိုတော့ခြံကြီးကိုမလုပ်လိုက်လဲပိန်တမုတ်လိုက်အဲဒီမှာကြောင်းဆောင်နေအများကြီးရှိမယ်သောတုဇနာတို့သာသနာလင်္ကာရတို့ဓမ္မလင်္ကာရတို့ဟုတ်တယ်မလားအများကြီးရှိတယ် ဆိုတော့အဲ့ဒီမှာဘယ်เจ้าတော်မှာကန်းဆောင်မလဲဥစဉ်နေရဥပပြုမယ်ဟေးဆိုတော့တောရုဇနာကိုပဲသွားရမလားဓမ္မလင်္ကာရသွားရမလားသာသနာလင်္ကာရသွားရမလားဒီလိုဖြစ်နေတာမလားအဲ့တော့သသမမအဆောင်တစ်ခုကိုတမုတ်လိုက်တယ်ဥပဝတ္ထာကာရကဲတောရုဇနာလင်္ကာရအဆောင်တက်အဲ့ဒါဥပပြုမယ်အဆောင်အောင်ဆိုပြီးတော့ကမ္မဝါစာဖတ်ပြီးတော့တမုတ်လိုက်တယ်နော်တိမ်တမုတ်တာမဟုတ်ဘူးနော်တိမ်ထဲမှာအဆောင်တွေအများကြီးရှင်းလုံးအားရှင်းလုံးလို့ဘယ်ဆောင်မှမသိဖြစ်နေလို့ဥပပြုတဲ့အဆောင်အောင်ဆိုပြီးတမုတ်လိုက်တာ အဲ့တချို့ကနားမလဲတော့ဥပ္ပဒရာကာရကိုတိမ်သမုတ်တက်ထင်းနေတာဥပ္ပဒရာကာရဆိုတာတိမ်သမုတ်တာမဟုတ်ဘူးနော်တိမ်ထဲမှာမှအဆောင်တစ်ခုကိုဥပ္ပပြုဖို့အတွက်တတ်မှတ်လိုက်တဲ့သဘောတော့တန်ခါတော်တွေကဥပ္ပပြုရှင်ရောက်ပြီးဆိုရင်ဘာမှသတ်စုမလဲအဲ့ဥပ္ပဒရာကာရဥပ္ပနော်အိမ်လို့ခေါ်တယ်ဥပ္ပဆောင်လို့ခေါ်တယ်အဲ့ဒီမှာသတ်စုရတာအဲ့လိုစုတဲ့အခါကျတော့ယဟန်အားလုံးကရောက်မလာဘူးဟုတ်ပြီလားကြောက်ကြိုက်နော်ကြောင်းနိုင်ကြီးကတိမ်ကြီးကတအားကျတော့တချို့ဥစဉ်တွေက တုံးခေါက်တာအတန်မကြားလိုက်ဘူးကြားလိုက်ပြီမှလည်းကိုယ်လည်းမျက်နှာစိကြောနေတော့နောက်ကြတယ်ဟောလောက်တို့ကဲ့အဲ့တော့အဲ့ဒီခါကြားလို့ရှိရင်ဥပုပ်ဥပုပ်ကံပြတ်သလားဆိုတဲ့ကိစ္စကိုပြောတာနော်အေးတခြားအကြောင်းတိုက်ကလာတာမျိုးပဲဖြစ်ဖြစ်ကိုယ်အကြောင်းတိုက်ကတန်ခါပဲဖြစ်ဖြစ်ပေါ့နော်တန်ခါမဆုံးဘူးလို့ပြောချင်တာနော်တန်ခါမဆုံးဘူးပြောချင်တာဥပုပ်ပြုတ်တဲ့အချိန်မှာတန်ခါမဆုံးဖြစ်နေတယ်တန်ခါမဆုံးတော့နောက်မှရောက်လာတဲ့ပုံကိုယ်တွေနော်ဆိုလို့ရှိရင်ဒါ ။ယောက်ျားကနာဒီလိုပြောတာနော်။နောက်မှရောက်လာတဲ့ပုံကိုယ်ကယောက်ျားကနာ။အဲ့တော့အစကနေပြန်ဆက်နေကြမလို့ဘူး၊ကံမပြတ်ဘူးလို့ဒီလိုပြောတာနော်။အဲ့ကြောင့်မိမိတို့ကတမဲကထင်သောကြောင့်ဒါဒီစကားတော့ပါတော့ရနော်။တမဲကထင်သောကြောင့်ဆက်စကားပါလဲနော်။တန်ကမစုံမဲတည်တဲ့နဲ့မရဘူးတော့သူတို့ကရေ။တန်ကစုံနေထင်လို့မိမိတို့ကတမဲကထင်သောကြောင့်ဆိုတဲ့စကားလေးပါတာတတိပြုနော်။ကျန်ကိုထောက်ထောက်ရကတေနဇာနေသူ တင်ထိုယဟန်တို့သည် နာဇာနေသူမသိကြဘူးအထင်ကြီးအာဝါတိကမိခုအနာကရအင်းကြီးအခြားကောအခြားကုံသော အာဝါတိကမိခုအနာကရအနာကရမရောက်လာသေးကုံသော အာဝါတိကမိခုယအာဝါတိကယဟန်တို့သည်အထင်ရှိကြကုံသည်ဤဣတိတို့နာဇာနေသူမသိကြကုံအာကန်တို့ကမုန်းတော့ကြွလိုက်အာဝါတိကလိုရထားရင်တော့တိုက်ပါရင်တော့ကျောင်းတိုက်ထဲမှာမရောက်လာသေးတဲ့ယဟန်တော်တွေရှိသေးတယ်လို့မသိကြဘူးတဲ့စင်စရာအတိအကျမလို့ထင်တော့ကြွလိုက် ဒီဘုန်းကြီးတွေဟုတ်တယ်နော်စိရင်စရာအတိအကျမလုပ်တာတော့ဘယ်သူပဲဝါကြံတယ်လို့သူတို့မသိကြဘူးတန်ခါများတာလည်းပါမှာပေါ့နော်တန်ခါတွေများတဲ့ခါကျတော့စုံပြီးလို့ချလိုက်တာပေါ့အဲ့ဒါနဲ့သူတို့ကတန်ခါစုံပြီးထင်ပြီးတော့ကန်ဆောင်ကြတယ်ဒီဓမ္မအသိဉာဏ်တော့ဝိနည်းအသိဉာဏ်တော့ဝဲကသမဲကအသိဉာဏ်တော့ဥပ္ပတ္ထံကရုန်တိတကယ်တော့ဘာဖြစ်နေလို့ဝဲကတန်ခါမဆုံးဘူးနော်ဝဲကဖြစ်နေတယ်ဒါပေမဲ့သူတို့ဘာထင်လို့သမဲကအသိဉာဏ်တန်ခါဆုံးတယ်ထင်တယ်တန်ခါမဆုံးတာကိုဆုံးတယ်လို့ထင်ပြီးတော့ဥပ္ပုပ်ပြုတယ်ကံပြတ်လောင်ပြတ်ဘူးလား မပြတ်ဘူးဗျအုတ်ဒိဋ္ဌံသူ့အုတ်ဒိဋ္ဌံနော်အုတ်ဒိဋ္ဌကနဲ့အနာပတ္တိတဲ့အဘယ်မသိဘူးနော်ပါတိမောက်ပြရလဲရောက်တယ်အဘယ်လဲမသိဘူးအလွန်ကောင်းတဲ့အဆုံးဖြတ်တစ်ခုဗျနော်ဦးဇင်းတို့တာမဏေကျော်ဒီလိုက်တော့ငါဒါတွေသင်ခဲ့ပြီမှာသတိမထားမခဲ့ဘူးနော်ဟေးအုတ်ဒိဋ္ဌံသူ့အုတ်ဒိဋ္ဌံအဲ့တော့ဥပုပ်ကံမှာဝက်မပြုတ်ကံမပြတ်ဘူးဗျတန်ခါမဆောင်တော့ကံမပြတ်ဘူးအဲ့ဒီတော့တချို့ကပြောတာရှိတယ်ဗျာတို့လည်းငငယ်တော့အမှန်မှားတာကညက်တလားတို့လည်း သူကညက်အချိန်မှာတော့မရဘူးဟုတ်လားသူကအေးသူနာတို့မေဗန်နေတန်ကောလို့ညက်ဖတ်တဲ့အချိန်မှာတော့တန်ခါဆုံးမရမယ်နော်ဟတ်တပတ်တန်ခါဟတ်တပတ်မဆိုင်ရင်ဘာဖြစ်လဲကံပြတ်တယ်လို့ဒီလိုထင်တယ်ဟုတ်လားသူကအဲ့တော့ခုနကလောအာဝတိကယဟန်နေအော်ဆိုဒီအာကန်တို့ကယဟန်နေရောက်လာတယ်ဆိုတာကိုကြတော့ပါတီမောပြတဲ့အချိန်ရောက်လာတယ်ပေါ့အဲညက်ထားတဲ့အချိန်ဆိုရင်တော့ဒါဘာဖြစ်လဲကံပြတ်တယ်လို့ကျတော့ထင်ခဲ့တာနော်တကယ်တော့မဟုတ်ဘူးဒီပါဠိတော်ရှင်းတယ်လို့သူကဟုတ်တယ်မလား ပါဠိတော်မှာရှင်းနေတယ်။နံပါတ်3သူကအဋ္ဌင်္ဂေအာဝတိကဘိက္ခုလေဟုတ်တယ်ခင်ဟုတ်တယ်နော်။အငယ်တို့ကမဟုတ်ဘူးနော်။အာဝတိကယဟန်တွေကရှိနေတယ်နော်။အဲ့ဒါကိုမတိဘဲနဲ့ညက်ကမဝဖတ်တာပဲမလား။ဟုတ်ဥပုပ်ပြုတယ်ဆိုမှတော့ညက်ထားပြီလေ။ဟုတ်တယ်တို့ခင်တတိပြုတတိပြုနော်။အငယ်တို့ကဆိုရင်တော့မပြောလို့ဘူး။အခုအာဝတိကရှိနေတာနော်။ဒီမဟာသိန်းထဲမှာဘာရှိနေတော့အာဝတိကယဟန်တွေရှိနေတယ်။ရှိရတဲ့အတိုင်းသူတို့ကကန်ဆောင်တာဆိုတော့ဒါ ညက်အခိုက်မှာလဲကံမပြောင်းလို့သိရမယ်နော်။တချို့ဆရာကြီးကမှတ်ချက်ပေးတယ်နော်။ဤပါဠိတော်ကိုထောက်၍သူနာသူမေစားတော့ညထားမှုလဲပဲဝဲကားဖြစ်လျက်မပြတ်ဟုသိတာဤ။ဟုတ်တယ်နော်သူတို့ကဲ။ဒါတာပါဠိတော်နားလည်တဲ့ပုဂ္ဂိုလ်တော့ဆိုသဘောပေါက်ပြီ။နော်ပါဠိတော်မသင်မှုတဲ့ပုဂ္ဂိုလ်နည်းနည်းဓုံးဝင်မထင်နဲ့။ဥဒ္ဒဇရတော့နားလည်မယ်ဥဒ္ဒဇရနော်။ဥဒ္ဒဇရနားလည်လာတော့။ဒါနားမလည်သေးဘူး။ဟမ်။ဟမ်ပြောလိုက်တော့နားလည်သွားပြီလားမဟုတ်လေညညဒီ ပါတိမောက်ပြတဲ့အခါမှာညှတ်ထားတယ်မလားအဲညှတ်ထားတဲ့အချိန်မှာဟတ်တပတ်မဆက်ရင်ရောကံပြတ်မပြတ်မေးတာလေမပြတ်ဘူးနော်တမဲတစ်ခုတော့ရှိတယ်လေသူကဘာထင်ရမှာတော့အင်းတမဲကတင်ကြီးနော်အဲ့ဒါတော့ပါမယ်နော်တမဲတကာကြီးကိုဥမာတင်ကနှစ်ထက်ရှိတယ်ဗျာပေါ်ထက်အောက်ထက်ဗျာအောက်ထက်မှာတန်ခါရှိတာကိုတိတိကြီးနဲ့ပေါ်ထက်မှာကံဆောင်ရပါမလားမရဘူးလေနော်ဝက်ကတင်ကြီးတော့မရဘူးနော်အေးအခုကတော့တန်ခါအောက်မှာရှိတာကိုတိကိုမသိတာမသိဘဲနဲ့ဥပုပ်ပြူတာအဲ့ဆိုရင်ညက်အခိုက်မှာလည်းကံမပြတ်ဘူးပြောတာနော် ာထောက်မလဲဆိုရင်ပါဠိတော်ကိုထောက်ခုနကအထင်ကြီးအာဝါတိကဘိက္ခုနာဂရတော်ထောက်ပေါ့ဒီမဟာသိမ့်ထဲမှာယဟန်တော်တွေရှိနေတယ်ဆိုတာကိုသူတို့မသိဘူးမသိဘဲနဲ့ဥပုပ်ကိုပြုတ်တယ်ဆိုတော့ဥပုပ်ရယ်ဆုံးမှတော့ညှထားပြီပေါ့ဗျာနော်အဲကြောင့်ညှက်ခိုက်မှလည်းမပြတ်ဘူးဆိုတာကိုအဲ့ပါဠိတော်ထောက်ပြီးသိရမယ်လို့ပြောတာတိဂာတက်မှာကြတော့တမတမတမကိုထောကိကာကိုသူကအာဝါတိကေတမဝါထောကိကာဝါအာဂန္ဓုကဘိက္ခုသူအာဝါတိကမယူတော့သူတို့ကသူအာဂန္ဓုကကိုယူလိုက်တာသူကနော် နောက်လာတဲ့ပုဂ္ဂိုလ်များကအာဂန္တုကအဖြစ်ဖြစ်ဖွင့်သွားလေသည်အမှန်အဖြစ်ကအာဝတိကဖြစ်စေအာဝအဂန္တုကဖြစ်စေနောက်မှရောက်လာသောယဟန်တို့မှာအင်းကြီးတာကျင့်ရမည်အဲ့တော့ပါဠိတော်မှာကအာဝတိကတိုက်ပါနေတယ်မလားအဲ့ဒါကြောင့်ပြောချင်တာကကျွန်တော်ကြီးကပါဠိတော်ကိုထောက်ပြီးတော့တီကာစကားကိုပယ်သွားတာနော်သူတို့ကတီကာဆရာကသူကအာဝတိကအနေနဲ့မဖွင့်ဘဲနဲ့အာဂန္တုကကိုဖွင့်ဆိုသွားတာသူ့လိုဆိုရင်ဒါအာဝတိကရှင်မရဘူးဆိုပြောချင်တာနော် ဒီကစရာကအာဂန္ဓုကပုံကိုအနေနဲ့ပဲပြသွားတာဆိုတော့လေအဲ့တော့အာဝတိကပဲဖြစ်ဖြစ်အာဂန္ဓုကပဲဖြစ်ဖြစ်နောက်မှရောက်လာလို့ရှိရင်အည်အတွက်နဲခဲ့ရင်သို့မဟုတ်အည်အတွက်တူခဲ့ရင်ရောက်စဲကနာအစားကရွတ်စရာမလို့ဆဲရွတ်ကံလည်းမပြတ်ဘူးနော်ဥဒိဋ္ဌံသူ့ဥဒိဋ္ဌံကိုထောက်အဲ့ဒါလေးအဲ့ဒါလေးနော်အလွန်တန်ဖိုးရှိတဲ့အဆုံးဖြတ်လေးတစ်ခုဒီနေ့ရပါတယ်နော်အေးအေးအေး အကြောင်းဦးစင်းတို့တခါတလေတို့တို့ဥပုပ်ပြုတ်နေပြီဦးစင်းတို့ဘာဝင်လာပြီကံမပြတ်ဘူးနော်ဖြစ်တယ်နော်ဖြစ်တယ်နော်တခါတလေတို့ကြောင်းနေဒီမှာလည်းဖြစ်တာပဲတချို့ဦးစင်းတွေဝေယဝိဇ္ဇာလုပ်ပြီးနောက်ကျတယ်လေအဲ့တော့ဥပုပ်ပြုတ်တန်ခါစုံသွားပြီနောက်မှရောက်လာတယ်နော်နောက်မှရောက်လာတယ်ဘာလို့ဥပုပ်ပြုတ်တဲ့ခါမှာဒီလိုနာမည်တွေတပါးချင်းမခေါ်တော့ဘူးမလားတန်ခါတွေများတဲ့ခါကျတော့နာမည်တပါးချင်းမခေါ်တော့ဘူးဘယ်နှပါးလာလဲဆိုလာလို့ပဲရေးထားမလားတန်ခါဘယ်နှပါးရောက်တယ်လို့ပဲရေးလိုက်တာပဲတပါးချင်းစီကိုနာမည်ခေါ်ပြီးစစ်နေတာမဟုတ်ဘူးလေ တော့နောက်ကြမှာတချို့ဥစဉ်တွေကရောက်လာတယ်အဲ့တော့ဥပပုနေတဲ့ချိန်တော့ဥစဉ်တွေထပ်ဝင်လာလို့ချင်းကံပြောဘူးเนาะဒါကြောင့်ဥပပုတဲ့ချိန်မှာဥစဉ်တွေကိုဝင်ခွင့်ပေးရမယ်ဟုတ်ပြီเนาะတချို့ဥစဉ်တွေကငါတို့နောက်ကြောက်လိုက်မဝင်တော့မလုပ်နဲ့เนาะဥစဉ်တွေမှတ်ထားเนาะဥပပုနေတဲ့ချိန်မှာနောက်ကြရင်ဝင်လို့ရလားမရဘူးလားတခြားကံတော့မရဘူးเนาะရန်ခံတို့နောက်ပရိဝေါမာနဲ့အဘံတို့အဲ့ဒီကံတွေဆိုတော့မဝင်နဲ့เนาะဒါကြောင့်ဝင်လို့ရဆိုတော့မလုပ်နဲ့အောင်ကံပြတ်ကုန်ဦးမယ်အဲ့တော့ဥပုကံဆိုရင်တော့နောက်ကြရင်လည်းဝင်မှာဝင်လို့ရတယ်ဒါအားလုံးမှတ်ထား ဟိုနောက်ကြတဲ့ဥစဉ်လည်းဝင်ဝင်လာခွင့်ရှိတယ်ဝင်ရမယ်။နောက်ရှိတဲ့ဥစဉ်လည်းမတားနဲ့ဝင်ခွင့်ပေးရမယ်။နော်။အေးဝင်လာလို့ကံမပြတ်ဘူးဆိုတာပြောပြတာ။ဒါဆိုရင်နောက်တခါတားလောက်သွားလိုက်အောင်မယ်နော်။ဩဒိဋ္ဌမတ္တေတကလရေကိစ္စာယုတ်ထီတာယဝါပါရိသုတ်တိန်ကကရေရေတံတန်တိကေဘဟုကာထစီကတ္တဝါတပ္ပဝိကံပေသူပုပ္ပဂိဆံပုနုဒ္ဓိတိ သူဖတ်လိုက်တာခက်လိုက်တာเนาะโอเคဆွဲလိုက်ပါအောင်ဩဒိဋ္ဌမတေတကလာဩဒိဋ္ဌမတေပါတိမောက်ရွပြအပိကာမြဖြစ်တော်၎င်းဝတကလာယအလုံးစုံသောတန်ခပရိသတ်သည် ဩဋ္ဌိတာယဝါထာပြီတော်၎င်းဧကိစာယအချုပ်သောတန်ကပြိသက်သည်ဩဋ္ဌိတာယဝါထာပြီတော်၎င်းဧတံထိုယဟန်တို့ဤတန်ဒီကေအထဏ၌ပါရိသုတ်တိန်ပါရိသုတ်တိဥပုဂ္ဂိုလ်ကရေယပြုရာဤအထထိုသောမဟုတ်ဘဟုကမူလတန်ကထက်များသောယဟန်တို့သည်စေအာဂိစေယောအကယ်၍လာကုန်အံဧဝံတတိဤသို့လာကုန်လတ်တော် တပ္ပဝိကံပေသူဩဒိဋ္ဌမာနာဩဒိဋ္ဌမတ္တာဧကိသာယဝုဋ္ဌိတာယတကလာယဝုဋ္ဌိတာယဟူသောအလုံးစုံသောဝိကံတို့၌ပုပ္ပကိစ္စပုပ္ပကိစ္စကိုကတ္တဝါပြု၍ပုဏ္ဏတပံဩဒိသေရွတ်ပြရာဤနောက်တဲ့ဖြတ်တုံးတစ်ခုဩဒိဋ္ဌမတ္တေဆိုတော့ရွတ်လို့ပြီးပြီနော်ဒါမတ္တတရာပါတယ်ဆိုတော့ရွပြီးခါစလေပြီးခါစလေတိုင်းမတန်ခါတွေထမထသေးဘူးနော်ရွတ်လို့ပြီးသွားပြီတန်ခါတော်တွေမထသေးဘူး တို့ကြောင့်လည်းမျိုးဆိုရင်ဒါယူပြီးတဲ့ခါမှာမေတ္တာသုတ်တို့ဘာလို့ရွတ်တဲ့ချိန်ပေါ့နော်မထာသေးဘူးပေါ့မေတ္တာသုတ်တွေရွတ်တဲ့ချိန်မှာနောက်ထပ်ဥစဉ်တွေထက်ရောက်လာတယ်ဒါတမျိုးနော်ဒါဗာတိမောက်ယူပြီးခါစားပရိပရိသတ်မထာသေးတာကတမျိုးနောက်တက္ကလာယပရိတာယအုတ်ထိတာယဝါနောက်တမျိုးကဘာလဲပရိသတ်တွေထာပြီးသွားပြီတက္ကလာယဆိုတော့ပရိသတ်အကုန်လုံးနော်ဥစဉ်တွေ10ပါးဥပ္ပုပ္ပုရဲ့ဆို10ပါးလုံးထပြီးယူပြီးလို့ထားသွားကြပြီ ဒါတစ်မျိုးနောက်တစ်မျိုးကြတော့အေကိဇာယဥဋ္ဌိတာယဆိုတော့အကုန်တော့မဟုတ်ဘူးတချို့ပေါ့နော်တချို့ကထသွားပြီတချို့ကထိုင်နေစေအရှင်ဒီ၃မျိုးအေတံထိုယဟန်တို့၏အထံမှာဘာလို့မလဲအရှင်နော်နောက်ရတဲ့ပုဂ္ဂိုလ်ကပါဠိတုတ်တိဥပုပ်ကိုပြုဒါကယဟန်အ ਨੇ ပြောတာနော်အရေးအတွက်တူခဲ့ရင်သမောပါဖြစ်လဲနဲခဲ့ရင် ခုနပြောခဲ့တယ်လေမတန်ကန်၅ပါးရှိတယ်နောက်တဲ့၅ပါးထက်ရောက်လာတယ်ယူပြီးခါမှာ၅ပါးရောက်လာတယ်ဆိုရင်ဘာလို့ ਆ ပဲအဲ၅ပါးလို့ဘာလို့ ਆ မလဲဆက်ပြရမလားအေးပြုတ်ယူပြီးသားပုံကိုယ်လေးစီမှာပါဠိတုံးဒီဥပုပ်ယူပရိသတ်ထထသွားရင်လည်းအသိပြုကြမလို့နော်အဲ့ထထသွားတဲ့ဥဒေနောက်ကိုလိုက်ပြီးတော့ပါဠိတုံးဒီပြုအကယ်၍အဲ့လိုမှမဟုတ်ဘဲနဲ့ဘ ഹു ကမူလတန်ခါထက်များမယ်မူလက၅ပါးဆိုတော့နောက်ရောက်တဲ့ပုဂ္ဂိုလ်က10ပါးဖြစ်နေမယ် နော်နောက်အစုကများနေမယ်အဲ့ဒါဘာလို့ရမလဲအစအနေစပြီးတော့ယွတ်တယ်နော်အဲ့တော့အချိန်နေ၃ခုရှိတယ်နော်အချိန်နေ၃ခုရှိတယ်အချိန်နေ၃ခုရှိတယ်ယဟန်တော်တွေနော်အရေအတွက်တူခဲ့ရင်သို့မဟုတ်အရေအတွက်နဲခဲ့ရင်တော့ရောက်စဲကနာပြီးပြီးသားဆိုရင်လည်းဗာလဲပါရိသုဒ္ဓိပြုအကယ်၍အရေအတွက်များခဲ့တယ်ဆိုရင်တော့ဘာလို့မလဲအစကနေပြု ယုံနေစေအချိန်မှလည်းဒီတိုင်းပဲနော်ခုနကတပ်ပဝိကပ်ပေသူမှဩဒိတမာနပါတယ်နော်ပြောချင်တာကပါတိမောက်ယုံနေစေအချိန်မှနောက်ထပ်ဥစဉ်နဲ့ရောက်လာတာကများနေမှာဆိုရင်အစပြန်ဆမှာနော်အဲ့ဆိုတော့ရောက်စေပုံကူတွေရတော့မတော်တော်ပြောမှာနော်ဒီကိုတော်တွေကွာငါတို့ပင်မအောင်လောက်တယ်ဆိုပြီးတော့နော်အဲ့လိုမျိုးတွေမပထမ၅ဘာကဥပဝင်ပြုတ်နေပြီပြီးကနေနေဘူးသူတို့ကရေနော်တိခရရောက်နေပြီ တခိယရောက်နေပြီခါကျမှနောက်ထပ်တအုပ်စုကရောက်လာရောဆယ်ဘာလောက်ကရောက်လာရောပြီခါနေလေးကျမှကက်ရောက်လာတော့ဘာလို့မလဲအစားအနေစားနော်အဲ့လိုမျိုးကြီးဗျအဲ့လိုဆိုရင်တော့ရှေ့ကပုဂ္ဂိုလ်တော်ကျင်းနေမှာမထင်ဘူးနော်ကိုတော်တို့မဝင်နိုင်ဘူးပြောတော့နားတော့ပြောကျင်တယ်သူကကြီးအဟမ်းအေးဘောရတာဘောဒါဘသူကလိုက်တိမာတော့ဟုတ်လားအေးရှူတူတူငါတို့ခွဲဝင်ရအောင်လို့ဟုတ်လားအဲ့လိုညှိနိုင်တော့ကောင်းတာဘောဟုတ်လားညအဲ့တော့ဟိုဆယ်ဘာလာတယ် ဲနှစ်ပါးသုံးပါးလောက်ကအရင်ဝင်သွားအဲပြီးမှနောက်တစ်ခါထပ်ဝင်ဟာလာလာအဲ့ဒါဆိုရင်တော့ရတာပေါ့နော်အေးပြောချင်တာကရွတ်နေစဲအချိန်မှဖြစ်စေယူပြီးဂါဇာအချိန်မှဖြစ်စေပြိသက်ထသွားတဲ့အခါမှဖြစ်စေဟုတ်ပြီနော်အေးရောက်လာတဲ့ပုဂ္ဂိုလ်ကများနေခိုင်းတော့ဘာလို့မလဲအစားကနေယူအဲ့ဒါအနည်းချက်မှရင်နှစ်ခုပဲခွဲမှတ်မှုတို့ကရေအရေးအတွက်တူရင်သို့မဟုတ်အရေးအတွက်နဲခဲ့ရင် မပြီးသေးရင်ဆက်ရပြီးသွားရင်တော့ပါဠိတော်ဒီပြုဟုတ်ပြီနော်အေးပြိသက်ကများနေခဲ့ရင်တော့ရောက်လာတဲ့အာဂန္တုအာဝတိကအသစ်တရားများနေခဲ့ရင်တော့အစာကနေယူရောက်စဲဖြစ်စေပြီးလို့ဖြစ်စေအစာနေပြန်ယူနော် ရောက်စဲလည်းမရဘူးပြီးသွားလည်းမရဘူးငါတို့ပြီးသွားပြီကွာဆိုရင်မရဘူးနော်ငါတို့ပြီးသွားပြီဆိုပြီးတော့မရဘူးအစာနေပြန်ယူပဲအဲဒါဒီဖြတ်တော့ရပြီဗျနော်ကဲဆယ်ရိုးကြီးရဲ့ချင်းနေကြလေးကြည့်အောင် ။ဩဒိဋ္ဌမတ်တေပယလာတန်တိကေဤ၌အတိတ်ဟောတပိစေဖြင့်ဆိုသောကြောင့်မူလတန်ဃာများသည်ပါတိမောက်ရွပြပြီးရွပြ၍ပြီးကြပြီသိသား၏။ပါဠိတရာကြီးအရာဩဒိဋ္ဌဆိုတော့ရွပြီးသွားပြီတဲ့။ထို့သောရွပြပြီးခါမှမူလတန်ဃာတဲ့မများတဲ့ထတ်တူယဟန်သို့မဟုတ်နဲသောယဟန်နေရောက်လာရင်တော့မူလယဟန်တော်များတချို့ဖြစ်စေအလုံးဖြစ်စေထထသွားတော်လည်းကောင်းထိုယဟန်များအထက်မှာပါဠိတော်ဒီအဖို့ပြုနိုင်ပါတယ်။နော် အရှုမထသေးရင်တို့မထသေးသောယဟန်များထံမှဖြစ်စေထသွားသောယဟန်တချို့ထံ၌လိုက်ရဖြစ်စေပါဠိတော်လေးဘုပြရသည်ဟုတ်ပြီနော်ဒီမှာပြောရမှာလေဟာထသွားပြီလေဘလို့ဥပုပ်ပြမှာလဲဆိုလိုက်သွားအဲ့ကိုတော့လိုက်သွားနော်ထသွားတဲ့ကိုယ်တော်နဲ့ကိုလိုက်ပြီးတော့ဘာလုပ်ရမလဲပါရိတ္တိဥပုပ်ပြပရိသုတ်တော်အဟံပန္တိပရိသုတ်တော်ဒီမှာဒါရိထဆိုပြီးလိုက်ဆိုပေါ့ဗျာတန်ခါပြန်ဆုစရာလိုသေးတာသူတို့ကရေမလုံးနော်အဲ့ဒီဥပုပ်ပြပြီးသားတဘာပါစင်မှာလိုက်ဆိုလို့ရတယ်နော်အေးအကုန်တန်ခါတွေဆုနေစရာမလိုတော့ဘူး တန်ခါးလေးပြန်စုဟေးဆိုမလုပ်နဲ့နော်အေးမေးမေးတန်ခါးဟုတ်ကပြုပြီးသားရဲ့နောက်ထပ်တန်ခါးရောက်လာများတယ်ညနေတယ်မူလာပြုပြီးသားရဟန်းတွေကအဲဆန္ဒပေးပြီးတော့နားနေတယ်ညတော့အဲမနားနဲ့လေ